ယဟန်မင်းကြီးဟာလေဖြတ်ပြီးနှလုံးဖောက်မှုကြောင့်ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ Vatican နန်းတော်ကထုတ်ပြန်ပါတယ်။ Roman Catholic ခရစ်ယာန်ဘာသာရေးရဲ့သာသနာပိုင်ချုပ်ပုပ်ယဟန်မင်းကြီးဟာ April 20ရက်နေ့ကတင် Easter နေ့အထိမ်းအမှတ်ဖြစ်ဝတ်ပြုသူတွေကိုတွေ့ဆုံခဲ့ပါသေးတယ်။အဲ့ဒီနောက် April 21ရက်နေ့မှာကွယ်လွန်ခဲ့တာပါ။ညပိုင်းမှာတော့ Vatican နန်းတော်ကပုပ်ယဟန်မင်းကြီးကွယ်လွန်ရတဲ့အကြောင်းရင်းကိုပါကြေညာခဲ့ပါတယ်။ပုပ်ယဟန်မင်းကြီးဟာလေဖြတ်ပြီးနောက်ဆက်တွဲအနေနဲ့ အရေးပေါ်ကဲတင်လို့မရတော့တဲ့နှလုံးဖောက်မှုတန်ကိုပါခန်းစားရပြီးအနေဆာရောက်ခဲ့တာလို့ဆိုပါတယ်။သူ့ကွယ်လွန်ချိန်မှာတက်တော်88နဲ့ရှိခဲ့ပါတယ်။ပုတ်ယဟန်မင်းကြီးဟာအဆုတ်မှာပြင်းထန်နမိုနီယာဝေဒနာဆွဲကပ်မှုကြောင့်သတင်း၅ပတ်ကြာဆေးရုံတက်ခဲ့ရဘူးပါတယ်။အဲ့ဒီတုန်းကအသက်အန္တရာယ်စိုးရင်ရတဲ့အဆင့်ကိုကြောလွှားပြီးဆေးရုံကပြန်ဆင်းလာခဲ့ပေမဲ့တလားလောက်အကြာမှာကွယ်လွန်ခဲ့တာပါ။ ပုပ်ယဟန်မင်းကြီးရဲ့ကျွင်းကြံရုပ်ကလပ်ကိုဗာတီကန်မှာမမြုံနှံပဲကာယကံရှင်ဂျိုတင်အသိပေးထားခဲ့တဲ့စံဒအတိုင်းရောမမြို့မှာရှိတဲ့စိတ်မေရီမေဂျာဝတ်ကျောင်းတော်မှာရွရွရှင်းရှင်းအစီအစဉ်နဲ့မြေချမြုံနှံသွားမယ်လို့သိရပါတယ်။ပုပ်ယဟန်မင်းကြီးကွယ်လွန်မှုဟာကမ္ဘာတလွားကကက်သလစ်ဘာသာဝင်တွေကိုပူဆွေးတော့ကရောက်စေခဲ့ပြီးကမ္ဘာနိုင်ငံအများအပြားရဲ့ခေါင်းဆောင်တွေကလည်းဝန်내ခြေကွဲကြောင်းကြီးညာချက်တွေအသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ယဟန်တော်ဖရန်စစ်ဟာ2013ခုနှစ်မှာ ပုတ်ရဟမင်းကြီးနေရာကိုတာဝန်ယူဆက်ခံခဲ့ပြီး Latin America ဒေသတွင်နိုင်ငံတစ်ခုကနေကက်သလစ်ဘာသာရေးရဲ့အမြင့်ဆုံးနေရာကိုတက်လှမ်းနိုင်တဲ့ပထမဆုံးပုဂ္ဂိုလ်အနေနဲ့မှတ်တမ်းဝင်ခဲ့ပါတယ်။ပုတ်ရဟမင်းကြီးဟာ2018ခုနှစ်မှာမြန်မာနိုင်ငံကိုလည်းသာသနာပြုခရီးစဉ်အဖြစ်လာရောက်ခဲ့ဘူးပါတယ်။ပြီးတော့မကွယ်လွန်ခင်ရပ်ပိုင်းလူတုံးကလည်းငလင်ဘေးတင် ပြည်သူတွေအတွက်ပမာဏအတိအကျမကျေညာတဲ့ထောက်ပံ့လူဒန